မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျွန်တော်တို့ဒီစကွဲထမင်းသွားစားရတဲ့အတွေ့အကြုံတွေမျိုးစုကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေရာမှာစကွဲတို့ပြောလိုက်ပြီဆိုလို့ရှိရင်မြန်မာစကပုံတွေမှာပြောသလိုအဲဂိမ်းကိုမဆိုင်ဘူးဆိုတဲ့ပုံစံကြဖွဲနဲ့စကွဲဆိုပြီးမှပြောကြတာပေါ့နော်ဒါပေမဲ့လေဗီယက်နမ်တွေကတော့အတူကလေးတော်တိုးလေးထင်မှာပါတယ်ဘလို့တော်ရလဲဆိုလို့ရှိရင်စကွဲရောမှလည်းစားစရာကောင်းကောင်းမွန်မွန်လေးဖြစ်ပြီးမှဖွဲ့ဖွဲ့ရရလေးချက်ပြုတ်ပြီးမှဈေးကွက်ထဲထိုးပေါက် လို့ရအောင်တလို့မျိုးလုပ်တာပေါ့နော်။ဒါကတော့ကျမနေ့လေကစခဲ့တဲ့နေ့လေစစကွဲထမင်းပေါ့နော်။တို့ရလေဘလို့ရောက်လာလဲဆိုလို့ရှင်အသားတွေဆိုလို့ရှင်ကောင်းကောင်းလေးအဲ့လိုမျိုးအသားကင်နေနေကောင်းကောင်းလေးအဲ့လိုမျိုးတွဲဖက်ပြီးမှရောင်းချတာအမှဟင်းရည်တွေပါတယ်လဲပါတယ်ဒါဆိုလို့ရှင်ကျွန်တော်တို့သွားပြီးမှစားခဲ့တဲ့ဆိုင်မှာသူတို့တွေခင်းချင်းထားလေးပေါ့နော်ပြီးတော့မြင်းနူးတွေမှာဆိုလို့ရှင်လည်းအများကြီးစိတ်မချဘူး အဲဒီဆိုင်မှာဆိုရင်ကျွန်တော်တို့သွားစားတဲ့ဆိုင်မှာဆိုလို့ရှင်သူကဘယ်လိုပြောမလဲဆိုရင်ရုံးဝန်ထမ်းတွေရောဒီအေးပြောမယ်ဆိုလို့ရှင်ဈေးတက်တက်တတာလေးနဲ့အရသာရှိရှိလက်လက်ဆက်ဆက်လေးဝေစားကြတယ်ဆိုရင်ဝေစားလို့ရအောင်စစ်စစ်ပြထားတာအတူကလေးကောင်းပါတယ်အိုင်ဒီယာလည်းအတူလေးမှိုက်တယ်ပြင်ဆင်ထားတာတွေကလည်းတော်တော်လေးသဘောကျဖို့ကောင်းတယ်ဒီလိုမျိုးတွေပေါ့နော်ဒီတော့စားတော့ဆိုင်ဆိုတော့ကလည်း အရင်ခဏဆရာမလို့အတိကအရသာရှိပြီးမှလက်ဆက်နေရပြီဆိုတော့စိတ်ကကျွန်မမှာရှိပြီးတာအဲ့လိုမျိုးပေါ့နော်ဒီတော့အာလာပြမသွားစားကြည့်တဲ့ခါကျတော့ကိုလေးတဘောချတယ်ပြောစကွဲထမင်းဆိုတာကလည်းကိုလည်းအဲ့လိုမျိုး မစားဘူးဘူးပေါ့နော်မစားဘူးတဲ့ခါကျတော့တဘောတွေကြလို့ကျွန်မသွားပြီးမှမိစားကြည့်တဲ့ချိန်မှာရိတ်ကူထားတဲ့လေးတွေကိုမျက်ဝေထားတာဖြစ်ပါတယ် ကျွန်တော်မြင်စားခဲ့တဲ့စကွဲထမင်းကားဆိုရင်တပွဲဟိုပြည်နယ်ငွေဒါလေးတောင်းအ US ဒေါ်လာဆိုရင်ဒေါ်လာကျော်ကျော်လောက်ပဲချပါတယ်ဒီလိုမျိုးတွေပေါ့နော်ပါဝင်တဲ့အမေလေးရယ်ဆိုလို့ရှိရင်အဲ့ဒီဝတ်သားပြားกินလို့ဆိုလို့ရှိရင်လည်းတော်တော်လေးစားလို့ကောင်းတယ်ဒါဆိုရင်ဝတ်သားပြားกินပြီးတော့ဒီဒီမှာဘာတွေပါလဲဆိုလို့ရှိရင်အတီးရွက်ကျော်လေးတွေပါတယ်ပြီးတော့ဒီအဲကျုပ်မွေကျော်လေးလည်းပါတယ်ဒါဆိုအတီးရွက်ကျော်ဒီလိုမျိုးတွေပေါ့နော် အာဒါဆိုလို့ရှင်ကျဥ်မွေကျော်ဒီလိုမျိုးတွေဒါမျိုးတွေပါလားဒီတပွဲကိုပြည်နယ်ငွေတာ၄000ဖြစ်ပါတယ်ဒါကတော့ကျမစားကြည့်ခဲ့တဲ့စကွဲဖြစ်ပါတယ်ပြည်နယ်လို့ဆိုရင်ကုံတမ်လို့ခေါ်တာဖြစ်ပါတယ်ရှင်ဒီတော့စကွဲဆိုတာလဲစားလို့ရတယ်ဆိုတာလဲဗီယက်နမ်တွေတက်တေပြသွားတာလေးကိုသဘောကျလို့မင်းဆွေတို့ကပြန်လေးညှဝေထားတာဖြစ်ပါတယ်ကျွန်တော်တို့တော့စာပြတာပြရတဲ့အေးပေးပါလေးဝေတော့တယ်ဝေတော့ပြီးလို့ရှိရင်အိမ်ပြန်တယ်ဘယ်လိုမျိုးပေါ့နော်ဒါကတော့ကျွန်မ အစကွဲတမင်သွားစားခဲ့တဲ့တွေ့ကြုံလေးပေါ်ပဲစီတော့မျက်ဝေထားတာဖြစ်ပါလိမ့်ရှင်အားလုံးပဲဝင်ရောက်ကြည့်ရှုတူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်